မီးကျစ်ဆန်ကိုတောင်းပြီးဒီနီလန်နဲ့တော့ကလောက်ကိုဖွင့်လို့ရတယ်။ပရိသတ်များလုံးမင်္ဂလာပါရှင်။ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မဲဆွေတို့အနေနဲ့အိမ်မှာတော့ပြောက်သွားတဲ့အခါမျိုးဒါမှမဟုတ်အိမ်တကားတွေလောကျသွားတဲ့အခါမျိုးမှာအခုပြောပြတဲ့နီလန်ကိုတောင်းပြီးတော့ဖွင့်လို့ရပါတယ်။လွယ်ကူရိုးရှင်းပြီးတော့မီးကျစ်ဆန်နဲ့တူကျိုးရှိုံနဲ့တင်တော့ဖွင့်လို့ရမှာဖြစ်တာကြောင့်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ပေးခဲ့ကြပါဦးပထမဆုံးအနေနဲ့မီးကျစ်ဆန်တဘူးအိမ်မှာအဆင်သင့်ရှိနေစေရပါမယ် ဘူးတဲကနေမိကျဆန်တွေကိုတချောင်းချင်းစီယူပြီးတော့မိကျဆန်ရဲ့ထိတ်မှရှိတဲ့ရန်ကဲလေးတွေကိုစက်ကူပေါ်မှာညှက်ချထားလိုက်ရပါမယ်။စက်ကူပေါ်မှာရန်ကဲလေးတွေရလာပြီဆိုရင်တော့အမုံချေပေးရမှာဖြစ်ပါတယ်။ရန်ကဲတွေအလုံးချင်းညှက်သွားအောင်အမုံချေပြီးသွားပြီဆိုရင်တော့တော့ကလောက်မှာရှိတဲ့တော့ပေါက်ထဲကိုလောင်းချပေးရမှာဖြစ်ပါတယ်။ရန်မုံတွေကိုနည်းနည်းချင်းစီတော့ပေါက်သေးကိုတိတ်ထည့်ပေးပြီးသွားရင်ထင်းရှူချောင်းလေးနဲ့အပေါက်လေးနည်းနည်းဖောက်ပေးထားလိုက်ပါမယ် ပြီးသွားတဲ့အခါမှာအိမ်မှာရှိတဲ့သူကျိုးခွေကနေအနေတော်သူကျိုးအပိုင်းလေးနည်းနည်းလောက်ဖြတ်တောက်လိုက်ရမှာဖြစ်ပါတယ်။အဲ့ဒီသူကျိုးအပိုင်းလေးကိုအခုဗီဒီယိုထဲမှာကြားထားတဲ့အတိုင်းတော့ကလောက်မှာပဲခြေပေးထားလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့နောက်ထပ်သူကျိုးတစ်ပိုင်းလောက်ကိုထပ်ဖြတ်လိုက်ပြီးတော့သူကျိုးရဲ့ထိပ်ပိုင်းကိုအပြားပုံစံလေးရသွားအောင်တူလေးနဲ့အထူပေးရပါမယ်။သူကျိုးရဲ့ထိပ်ပိုင်းကိုတူနဲ့ထုပြီးလိုချင်တဲ့အနေထားရအောင်ကွေးရပါမယ်။ ပြီးတော့တဲ့ခါကျမှအဲ့ဒီသူကျိုးကိုတော့ပေါက်ထဲထည့်ပြီးတော့ပထမချီထားတဲ့သူကျိုးနဲ့တောင်းမှန်အနေထားတိုင်းထားလိုက်ပါအဲ့ဒီနောက်မှာတော့မီးကျစံတစ်ချောင်းကိုယူလိုက်ပါမယ်မီးကျစံရဲ့ဖင်ကိုဓာတ်နဲ့ချွန်ပြီးသွားရင်သူကျိုးထည့်ထားတဲ့တော့ပေါက်ထဲကို အခုလိုထည့်လိုက်ပါအဲ့ဒီနောက်သူကျိုးနှစ်ချောင်းကိုတရေခွင်းနဲ့တွဲထားလိုက်ရပါမယ်မီးကျစံရဲ့ထိတ်ကိုမီးညှိပေးလိုက်တဲ့အခါမှာမီးကျစံကမီးလောင်သွားပြီးတော့တော့ပေါက်ထဲမှာရှိတဲ့ရမ်းမုန့်တွေဟာအသေးစားပေါက်ကွဲမှုတစ်ခုဖြစ်သွားပါတယ် အဲဒီကမှာတရေခွင်းနဲ့တွဲချီထားတဲ့သူကျိုးနှစ်ခုရဲ့ဆွဲအားနဲ့ရမ်းပေါက်ကွဲမှုတို့ကြောင့်ပေါင်းဆက်သွားတဲ့အခါမှာတော်ကလောက်ဟာအခုလိုမျိုးပွင့်သွားပါတယ်။အိမ်မှာတော်ပြောက်တဲ့အခါမျိုးမှာအခုပြောပြခဲ့တဲ့နီလန်းကိုအသုံးပြုပြီးတော့တော့ကိုဖွင့်လို့ရပါတယ်။မင်းကျဆန်ကိုမီးမွေးဖို့တတ်တတ်တယ်မဟုတ်ပဲနောက်ထပ်နီလန်းတစ်ခုနဲ့ထပ်မံအသုံးပြုလို့ရပါသေးတယ်။ မေးကျစံကိုတချောင်းချင်းစီယူပြီးတော့တ िश ူးဆက်ကူတဲကိုထဲ့ကလိတ်ပေးလိုက်ပါရည်သွင်းရင်ဖျောင်းနိုင်ကိုအကြီးဖြောပြီးရလာတဲ့ဖျောင်းရည်တွေကိုခွက်ထဲမှာထည့်ထားရပါမယ်တ िश ူးနဲ့လိတ်ထားတဲ့မေးကျစံတွေကိုဖျောင်းရည်ထဲနှစ်ထည့်ပေးရပါမယ်အခုလိုမျိုးဖြင်းတပြန်ကောင်းတပြန်နဲ့ဖျောင်းရည်တွေထည့်ပြီးသွားရင်ခဏအချောက်ခံရပါမယ်ဖျောင်းရည်ချောက်သွားတဲ့အခါမှာမာကြောပြီးတော့ကြာရှည်အတုံးခံတဲ့မေးကျစံဖျောင်းတိုင်ကိုရရှိလာပါပြီ ဒီနီလန့်ကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ဖျောင်းတိုင်တွေဟာရေဆိုးလဲခံတဲ့လို့ပုံမတောက်ပစွာထွန်းလင်းနိုင်ပြီးတော့ကြာရှည်လဲအသုံးပြုလို့ရပါတယ်။တောင်ယုံတန်ယုံလေးတိုက်တာမျိုးလောင်းတဲ့အတင်မီးမတည်နိုင်တဲ့ရမ်းမုံတုံဖျောင်းတိုင်တွေဖြစ်တာကြောင့်အိမ်မှာစမ်းသုံးကြည့်ကြဖို့ပြောချင်ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။